အယုံကြည်မရှိကြပါဘူး။ငလင်လှုပ်ပြီးတဲ့နောက်ဧပြီလ၂ရက်နေ့ကနေ22ရက်နေ့အထိရပ်ပေါင်း20ကြာအပြည့်ရထားခဲ့စဉ်ကလည်းစစ်ကောင်စီကအပြည့်အခက်အမှန်တကယ်မရက်ခဲ့တာကြောင့်အယုံကြည်မရှိတာလို့တော်လှန်ရေးတပ်ဖွဲ့တွေက ပြောကြပါဗျာ။မင်းကလည်းအပြစ်ရတဲ့ပြစ်ရတဲ့နဲ့တို့ကအပြစ်တရရတာလေးနဲ့ကြက်မရဘူးလေကျွန်တော်တို့မြေပြင်မှာအများအခုတို့အပြစ်ရလို့ပြောထားတဲ့ကာလတစ်လျှောက်လုံးမှာမင်းကလည်းလေးနဲ့လိုက်ကြလို့ကျွန်တော်တို့ပြည်သူတွေကလေးလူကြီး ပိုင်ကြီးတယ်မချမ်းတတိယောင်ရကိုလုံးသိချင်းပြည့်စည်ပြီးသွားတယ်ဆိုတာဒါကြီးအပြစ်ရတယ်ဆိုတာဒါအလင်းညာစကားနဲ့သူတို့အတားအဆီးရဖို့အတွက်ညာစင်နေလို့ပဲကျွန်တော်တို့ကထင်တာပေါ့စစ်ကောင်စီအပြစ်ခက်ရစဲတာကိုတော်လိုင်းတပ်ဖွဲ့တွေမယုံကြည်ကြတယ်လို့ပါပဲအပြစ်ရခက်ကြင်ညာပြီးဧပြီလ23ရက်နေ့မှာပဲစကိုင်းတိုင်းတပင်းမြို့နယ်လက်လုတ်တောင်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသား9ဦးတေဆုံးခဲ့ရပြီးတော့9ဦးထပ်မင်းခိခိုက်တရာရရှိခဲ့တယ်လို့ တပရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်20အတွင်းမှာလည်းရန်ကုန်နဲ့အေရဝတီတိုင်းနှစ်ခုကလွဲပြီးကြံဒေသတွေမှာစစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့လို့ပြည်သူတရာထက်မနေတေဆုံးခဲ့ရပါတယ်။ ီလိုပြစ်ခတ်တိုက်ခိုက်မှုဖြစ်တဲ့အထဲမှာလေကြောင်းတိုက်ခိုက်မှုကအများဆုံးဖြစ်ခဲ့ပြီးတော့ငလင်ကြောင်းအပြည့်ရတယ်လို့ကြေညာပေမဲ့ငလင်တန်တဲ့ဒေသတွေဖြစ်တဲ့စကိုင်းမန္တလေးနဲ့ပဲခူးတိုင်းတွေကိုပါဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ငလင်ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့မန္တလေးတိုင်းတွေကတပေကျင်းမြို့နယ်ရေထွက်ရွာကိုလေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်လာသားကလေးအပါအဝင်လူ24ဦးတေဆုံးခဲ့ကြရတာဖြစ်ပါတယ်။ ပြေမှာတော့ဝေဖန်မှာတော့ဒီအရသာပြည်သူတွေရန်သူတပွဲသဘောထားပြီးတော့မှအာတိုက်ဆိုင်နေတဲ့ဟာကတစ်ချက်မှမမရက်သွားသေးတာ哦เนาะအနည်းဆုံးကြံကာလမှာလည်းမရက်ခဲ့ဘူးအဲနှစ်ဆန်းကြီးမှာလည်းမရက်ခဲ့ဘူးစစ်ကောင်စီကအပြည့်ရက်ကာလကို နိုင်ငံတကာနဲ့ပြည်သူတွေကိုဝါဒဖြန့်မီဒီယာတွေကနေတဆင်ပြောတာတွေရှိပေမဲ့မြေပြင်တကယ်ဖြစ်စဉ်တွေမှာတော့စာတင်ကြောင်းဖျားကြောင်းနဲ့လူနေကျေးရွာတွေကိုနေစဉ်ရက်ဆက်ဆိုသလိုဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ် တို့လက်လွတ်ထားရပြီးနှစ်ဖက်တိုက်ပွဲတွေမရှိတော့တဲ့ချင်းပြည်နယ်မင်းတပ်မျိုးကဖွေးရွာကိုဧပြီလ9ရက်နေ့ကဘုံကျဲတိုက်ခိုက်ခဲ့လို့ဖျားเจ้าတွေထိခိုက်ပျက်စီးခဲ့ရပြီးအရသား6ဦးတေဆုံးခဲ့ရပါတယ်။ဆိုခါတိုင်းလိုပါပဲသူပြစ်ခတ်တရက်တယ်လို့ပြောတာပြောတာနိုင်ငံလုံးပတ်ပြီးတော့ငါအဲဂျက်ဖိုက်တာနဲ့ရောတဲเจ้าနဲ့ရောပြစ်နေတာပဲဆိုတော့သူစီစကားစားပြီးအောင်ကတော့ဒီ ပါဇက်ကတော့ဖျားဖျားပါလေလက်ကကူယူကားလောက်တယ်ဆိုတလိုမျိုးပဇက်ကတော့ငင်းချိုင်ပြောရတာပဲတကယ်မိပြမှာကျတော့သူဘုံနဲ့လေကျောင်းနဲ့ပြစ်ခတ်နေတယ်ဆိုတော့ဒီလိုပဲကျွန်တော်တို့မြင်ပါတယ်